ကဲဒီနေ့တော့ဥပ္ပဒါကတော့ပို့တစ်ခုတင်ရလိမ့်မယ်စိတ်ဆိုးခြင်းလဲဆိုးဆဲခြင်းလဲဆဲကြိုက်တာပြောဥပ္ပဒါခံမယ်မင်းတို့အတွက်ကောင်းမဲ့အရာမှုလို့ဥပ္ပဒါပြောမှာအဲ့တော့အရင်တော့ဥပ္ပဒါကပို့တစ်ခုတင်လို့ရှိရင်ကျက်သမားတန်းငယ်လေးတွေဥပ္ပဒါရဲ့အမှားချိတဲ့ကလေးတက်တစ္ဆကလေးတွေကလေးတွေနဲ့တက်ဆောက်ပြောတယ်ဒီတစ်ခါကျတော့ဥပ္ပဒါကကျက်သမားတန်းငယ်ကြီးလို့ပြောတာမဟုတ်ဘူးနော် จตมาญีกูรีလို့ပြောတာအဲ့တော့จตมาญีกูรีမင်းတို့တွေကွာမင်းတို့ကောင်တွေဂျူးလာတယ်ကြက်တယ်နော်လေဘဲမှာအံ့နဲ့ကြောကုန်းမှာအံ့နဲ့အတောင်မှာစကားကူးနဲ့အမီးရှာနဲ့အဲ့တော့မင်းတို့ဒီလူဟာမျိုးတွေမင်းတို့ယူလာတာဥတော့တွေ့တယ်ယူလာပြီးတော့မင်းတို့ပြီးတော့လေဝိုင်းထဲမှာကြီးအလွန်ကျွန်အများကြီးတိုက်တယ်အဲ့တော့ဒီလူစကားကူးရဲ့အချိန်မှုအတောင်နေကြောကုန်းနေလေဘင်းနေမှာအတ္တီမှာ ဒါအများကြီးဖြစ်နေတယ်ရှင်ဒီချိန်ဆိုရင်ကိုယ့်ရဲ့အသွေးအသားအားဒါရီယာအကောင်အားလုံးအကိုလုံးကဒီအပ်လုံးနေတဲ့အလုံးအရင်းနေတဲ့မှာရောက်နေတာနော်အလုံးအရင်းထဲမှာသွေးတွေအားတွေရောက်နေတာအဲ့ဒီအပ်မွေးလုံးနေတဲ့မှာအဲ့လိုဖြစ်တဲ့အခါမှာကိုယ်လက်မအီမသာဖြစ်တယ်ရှိမဆွဲခြင်းလက်မဆွဲခြင်းဖြစ်တယ်အသားဆွဲတယ်နှုံးဤတယ်နှုတ်ပြီးမကိုက်ရှင်ဘူးလက်လက်ဆက်ဆက်မခုရှင်ဘူး ဒီလိုဥဒ္ဒောင်းကမကြကနာပြောတယ်အဲ့တော့မင်းကဒီကျက်တူကျူလာပြီးတော့ကြည်အများကြီးနင်းကလွတ်တိုက်တယ်အဲ့တော့မင်းတို့ကျက်သမားညီကိုမင်းတို့ဥဒ္ဒောင်းစိတ်ဆိုးလဲရတယ်အဲ့တော့မင်းတို့ဒီလိုဟာမျိုးတွေကိုယူလာတိုက်တာတကယ်ပဲမသိလို့လားတိတိရနဲ့တိုက်တာလားဟင်တိတိရနဲ့တိုက်တာမင်းတို့မမိုက်ကြသမားနဲ့ကွာနော်နောက်တစ်ခါအခုထပ်ပြောမှာကျက်သမားကလေးတို့ပြောမှာဥဒ္ဒောင်းကပြောမယ်နောက်တစ်ချိန် ကြက်မှာအပ်တယ်လေပင်အပ်တယ်ပေါင်အပ်တယ်ကြောကုန်းအပ်တယ်နော်အတောင်စကားကူးပြီးအမီးချတာကြီးဒါတွေရှိလို့ရှိရင်ဝိုင်းထဲကိုတိုက်ဖို့မပြောနဲ့နော်လက်နဲ့တော့ကမထိမိစေနဲ့လို့ဥတော်နောက်တစ်ချိန်ထပ်ပြောလိုက်ဟလာပြတ်သမားကြီးကိုလေမင်းတို့ကလည်းဥတော်စိတ်မဆိုးကြနဲ့ဟလာနောက်တစ်ခါတော့မလုပ်ကြပါနဲ့ကွာနော်အဲဦးတော်ရှိတဲ့ကက်သမားကလေးတွေမင်းတို့ကဦးတော်မကြခဏပြောဘူးလေ လုတ်တက်တပါလုတ်တက်တို့တပါလို့ပြက်မှာဆရာမရှိဘူးလို့ပြောတဲ့ကောင်ဆရာကြတယ်ဆိုရဲအခန်းတို့ဥတော်မကြခဏပြောတယ်တချို့လူတွေကလက်ခံတယ်တချို့လူတွေကလက်မခံရဘူးပြက်မှာဆရာမရှိဘူးလို့ပြောကြတယ်အဲ့တော့မနေ့ကတော့လုတ်တက်တပါဆရာကြပုံနဲ့နေပြီးတော့နော်နာပါရာအကျအဖွဲ့ကြီးနာပါရာကျက်သမားတွေစော့တွက်လို့လုံးဝမရဘူးနော်မနေ့ကတပါတော်တော်ကြသွားတယ်နော်အဲ့တော့ဆရာကန်းတွေဝင်သွားတယ်အဲ့တော့ မနေ့ကကြက်စားတော့ကြက်ကဟိုဘက်ကြက်ကကြီးမာရင်ဒူစီဘာတခုမှမမှီရဲ့ကြက်ကိုနော်နည်းနည်းစိမ့်ပြီးတော့ခုံမဲမှီထားတဲ့ကြက်တကောင်နဲ့တော်တော်ရွှဲတဲ့ကြက်တကောင်နော်ဒီလိုသွားပြီးတော့ခံတိုက်ပြစ်တယ်ဘာဖြစ်လို့ခံတိုက်တာလို့ဆိုတော့ဒါလုံးသက်တဲ့တဘာဆိုတာခလေးကြီးအဲ့ဒါကိုပြောတာဘာဖြစ်လို့ဆိုတော့နာပါတာအတွက်ဖွဲ့ဝင်ချော့တွက်လို့မရဘူးမနေ့ကကြက် ကြီးတယ်မြင့်တယ်မာတယ်စီးတယ်ဒုထူပဲတစားမှမမှုရဲ့ချက်ကိုဘာကြောင့်ကိုဘကတပါနဲ့ပညာနဲ့တိုက်ထားလဲဆိုတော့တိုက်ထားဝကဒီလိုအသားစီးခုဒီလိုကြီးစီးပြီးအမွေးတကူလုံးအပ်နေတကူလုံးဖိုးနေတဲ့ချက်ကအသားကြီးကများတဲ့အတွက်အသားဆွဲတော့ဟိုကမိနစ်20အစိတ်ကျော်ရင်ဒီကောင်နှုတ်ပြီးမကိုက်ရှင်ဘူးအသားဆွဲတဲ့အတွက်ကြောင့် ိုလက်ဤမလှုပ်ရှင်ဘူးအဲ့ဒီမှာအမွေးလေဘေးမှာရှိတဲ့အမွေးအတောင်မှာရှိတဲ့အမွေးတခုခုပတ်ဖို့မရင်အဲ့ရသူရပေါပေါ့ကြည့်ကြမှာဒါဟုဘ ᱹ ဒီလိုနာပါတာအဖွဲဟာပြောင်းကောင်းကောင်းသိပြီးတော့အသေးနဲ့ခံပြီးတော့အပိုင်ချပြီးချလိုက်တဲ့ကြီးတော်မှာအများကြီးအဲ့တော့ကလေးညီမင်းတို့လောက်တက်တူတပါရုရှိတဲ့လူတွေနဲ့ကစားမယ်ဆိုရင်တော်တော်ဆင်ကျင်ပြီးမှကစားဖို့လူတွေအဲ့တော့တကယ်တမ်းကျတော့ပြည့်စုတာနော် တပါကြတဲ့လူကစက်ဆက်တဲ့နေရာမှာตาတယ်ဆိုရဲ့အကြောင်းကိုပြောတာအားလုံးပြောခြင်းနဲ့ခြုံငူပြီးပြောခြင်းနဲ့စကားလုံးကတော့နဘာတာအဖွဲ့ကိုချော့တွက်လို့မရတော့ဘူးလို့ဒါဥဆောင်ပြောခြင်းတာเนาะ